ဝင်နိုင်ကြတော့အမှုပညာနဲ့ပတ်သက်လို့ရှိရင်ဒီနေ့အထိမူလာဓာန်အဆင့်မှာပဲရှိပါသေးတယ်မူလာဓာန်အဆင့်မှာပဲဗိသိက်ပညာမှာလည်းမူလာဓာန်အဆင့်ပဲတရုပ်ဆောင်လုပ်နေတဲ့အနေအထားမှာလည်းမူလာဓာန်အဆင့်မှာပဲစ조사တော့မှာပဲဟုတ်လားအဲ့တော့ဥစ္စာဝင်နိုင်ရဲ့သေပဲသေတော့မဲသေကန်ကြီးပေါ့နော်အသက်တွေလည်းကြီးနေပြီခုထိ조사နေတော့မဲလားဆိုရင်တော့လေမတတ်နိုင်ဘူးကိုကလည်းဒီအမှုပညာနဲ့ပဲလှုပ်ရှားတတ်တယ်မိသားစုကလည်းဒါနဲ့ပဲယက်တီတယ်အဲ့တော့ဥစ္စာဝင်နိုင်ဟို တက်ကျွမ်းတဲ့ကိုဝန်သာပါတဲ့ခုနပြောတဲ့တရုတ်ဆောင်ချင်းတို့အခုဘိတ်သိမ့်မြောက်ချင်းတို့ဆိုတာတွေကိုဥစောဝင်နေဒီနေ့ဒီစူးစမ်းနေရတော့မှာဆရာကြီးမဟုတ်ပါဘူးဗျာတော့ကိုတဲ့တော်တဲ့တက်တဲ့ကိုတဲ့ငယ်တဲ့လူတွေကိုနဲ့ရွယ်လူတွေကိုတဲ့အသက်ကြီးတဲ့ပုံကိုယ်တွေပညာရှင်တွေဘိတ်သိမ့်မှာနော်ပညာရှင်တွေအများကြီးရှိပါတယ်အများကြီးရှိပါတယ်ဥစောဝင်နေအဲ့လောက်ကြီးဒီလည်းမဟုတ်ပါဘူး ကိုရွှေမန်းတို့ပေါ့နော်ဟာပြောသံထုတ်လို့ရေးပေါ့ရွှေနဒီရွှေကြီးပေါ့ရွှေနဒီရွှေကြီးကပြောမယ်ဆိုလို့ရှိရင်တော့အဲ promotion လောက်တာပါပဲနော် promotion လောက်တာပါပဲဒါက promotion ဆိုတာကတော့တိတ်ပြီးတော့ဘူလိုတိတ်ပြီးတော့ဖြစ်လွန်အားကြီးတယ်ပေါ့နော်တကယ်တမ်းပြောမယ်ဆိုရင်တော့ဇကာအတွက်သိတိတင်တာပေါ့နော်သိတိတင်တာပေါ့အဲ့တော့တကယ်လေဟလာဟိုရှင်ပြုအလှူကြီးတကယ်လုတ်လိုက်တာ ါစကားရိုက်တာလည်းမဟုတ်ဘူးဖိတ်ဖိတ်ဖိတ်နေလုံနေတာလည်းမဟုတ်ဘူးလေရှင်ပါ20ကျော်ဦးတကယ်ကိုကလေးတွေကို သာသနာဘောင်ကိုတွတ်တွန်းနေနော်ဟလာအခုဆိုရင် ကလေး တွေဆန်ချပြီးသွားပြီဒီအလူအစ်စ်ကြီးပေးတဲ့အထက်မှာဥဇော်ဝင်းနိုင်ကိုတို့ကဘိတ်သိမ်းမြောက်ဖို့အတွက်ကမ်းလှမ်းလာတယ်ကမ်းလှမ်းလာတဲ့အတွက်ဥဇော်ဝင်းနိုင်ကလည်းလက်ရှိအနေထားရကြတော့ဘိတ်သိမ်းမြောက်နေတာဟုတ်နော်ဘိတ်သိမ်းမြောက်နေတယ်ဆိုတော့တို့ကသိတယ်လေအဲ့တော့ဥဇော်ဝင်းနိုင်ကိုဘိတ်သိမ်းမြောက်ပေးဖို့အတွက်ဒီပွဲကိုခေါ်တယ်ခေါ်တော့ မင်္ဂလာဆိုင်ပေါ့ဆိုင်ဖွဲ့ဘူဘူဆင်အဆူတော်ကယရနာသန့်နော်အဲ့တော့ဘူဘူဆင်ဆိုင်ဖွဲ့နဲ့ဆူတော်ယရနာသန့်နဲ့အတူဥစွာဝန်နိုင်ကဒီပြောသံဇကာကြီးအတွက်ဘိတ်သိက်လာမြောက်ပြီးတယ်ပေါ့နော်ဘိတ်သိက်မြောက်ပြီးတယ်ဒီအလူမှာပေါ့ဟုတ်ပြီနော်ဘိတ်သိက်မျိုးကတော့အောက်ပမာပြီးကျတော့ရိုးရာနည်းနည်းလေးနဲတယ်နဲတယ်ဆိုပေမဲ့ရန်ကုန်လောက်ပါပဲအေယာဝတီတိုင်းလို့ပါလို့ဆိုလို့ရှိရင်အောက်ပမာပြီးဖြစ်ပေမဲ့ဘိတ်သိက်ကသိမ့်မစိမ့်လာဘူး ရန်ကုန်မြို့ကတော့စိမ့်တယ်ကွ။နော်ရိုးရိုးဘိတ်သိက်လောက်ပဲရန်ကုန်ကနည်းနည်းလေးရင်ပါတဲ့သိတဲ့သဘောပေါ့နော်။အဲတို့အထက်မှာပြီးမန္တလေးဘက်ကျတော့ဒီဘိတ်သိက်ကဟိုအလှမဝတ်သားတုံးကြီးလက်သီးဆုပ်တံဆိုတာလို့ပေါ့နော်။အလှမဝတ်သားကျွေးတဲ့ငါ၆ကျွေးမယ်စသဖြင့်ပေါ့နော်။အဲ့ဒီလိုမျိုးအလှမဒီလိုမျိုးအာရပါရကျွေးမွေးသလိုပဲအလှမဘိတ်သိက်မပါရင် မပြီးဘူးဗျ။အဲ့တော့မပြီးတော့ကျတော့ညာဘက်ဒီမှာဒီဘိတ်သိက်ရိုးရာကိုတိတဲ့နေရာဒီမှာတော့ ဘိသိက်ဆိုတာကိုအရသာခံပြီးတော့ထဲ့ကြရတယ်ပေါ့နော်ထဲ့ကြတော့ဟိုဘိသိက်မပါဘဲနဲ့အလူတွေမှာလူသွားတဲ့အလူတွေလည်းအများကြီးရှိတာပါပဲဟုတ်ဘူးလားနော်အဲ့တော့ဒီလိုဘိသိက်ကိုတချို့ကသဘောကျတယ်အာဘိသိက်ဆိုတာသိတယ်ဟာလာတချို့ကြတော့လည်းမသိဘူးအဲဘိသိက်ကိုတို့သိချင်လိုက်တာအဲ့တော့ဥဆုံးဝင်နေညှားရအောင်ပေါ့အဲမသိတဲ့လူကြတော့လည်းသိချင်လို့ငှားတယ်သိပြီးသားလူကြပြန်တော့လေဘိသိက်ရဲ့အရသာပေါ့နော်ဘိသိက်က ဘလို့အခန်းကဏ္ဍတွေမှာတသက်ရဲ့နဲ့သိတိတင်ပေးတယ်ဆိုတာသူကသိနေတဲ့အတွက်ဘိသိက်ကိုငှားကြတယ်ပေါ့နော်ဘယ်ပညာဖြစ်ဖြစ်ပါနော်သူမိနော်နော်ဘယ်ပညာဖြစ်ဖြစ်ကြံတဲ့လူတွေရဲ့ခံယူချက်ဆိုတာတော့ဥဇဝဏ္ဏမသိပါဘူးနော်ဒါကတော့ကိုယ့်ရဲ့အယူအဆလေးတွေနဲ့ကိုဥဇဝဏ္ဏကြတော့အမှုပညာနဲ့ပတ်သက်လို့ရှိရင်ဒီနေ့အထိမူလာဒန်းအဆင့်ပါပဲရှိပါသေးတယ် မူလာဓာတ်အဆင့်မှာပဲမိသိပညာမှာလည်းမူလာဓာတ်အဆင့်ပဲတရုပ်ဆောင်လုပ်နေတဲ့အနေထားမှာလည်းမူလာဓာတ်အဆင့်မှာပဲစူးစမ်းတော့မှာပဲဟုတ်လားအဲ့ဒါဥစ္စာဝင်တဲ့သေပဲသေတော့မေသေကန်ကြီးပေါ့နော်အသက်တွေလည်းကြီးနေပြီခုထိစူးစမ်းနေတော့မယ်လားဆိုရင်တော့လေမတတ်နိုင်ဘူးကိုကလည်းဒီအမှုပညာနဲ့ပဲလှုပ်ရှားတတ်တယ်မိသားစုကလည်းဒါနဲ့ပဲယက်တည်တယ်အဲ့တော့ဥစ္စာဝင်တဲ့ဟိုတက်ကျွမ်းတဲ့ကိုဝါသနာပါတဲ့ခုနပြောတဲ့တရုပ်ဆောင်ချင်းတို့ အခုဘိတ်သိမ့်မြောက်ချင်းလို့ဆိုတာတွေကိုဥစ္စာဝင်တဲ့ဒီနေ့ဒီစူးစမ်းနေရတော့မှဆရာကြီးမဟုတ်ပါဘူးဗျာ။နော်ကိုတဲ့တော်တဲ့တတ်တဲ့ကိုတဲ့ငယ်တဲ့လူတွေကိုနဲ့ရွယ်လူတွေကိုတဲ့ အသက်ကြီးတဲ့ပုံကိုယ်တွေပညာရှင်တွေဗိသိက်မှာเนาะပညာရှင်တွေအများကြီးရှိပါတယ်အများကြီးရှိပါတယ်ဥသောဝင်တဲ့အဲ့လိုကြီးတိလည်းမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီလိုမျိုးချီးမွမ်းခံရတဲ့အတွက်လည်းဘသူတွေချီးမွမ်းချီးမွမ်းအရန်ကိုကျေးဇူးတင်ပါတယ်ဝမ်ပန်းတတာပါပဲကျိုးစိုးပါတယ်ပေါ့နော်အဲဥမိုဒီနဲ့ကဥသောဝန်နိုင်တို့ကကြာပြီသမီးရဲ့လွန်ခဲ့တဲ့အနှစ်20လောက်ကဘေးသိပြန်ရိုက်လာခဲ့တာအဲ့ဒါကဇာကားပါအဲ့ဒါဇာကားပါအရှာဆရာတော်ရှင်စေကိန်းနာပေါ့ဆရာတော်ကြီးကထုတ်လုပ်တယ်အဲဥသောဝန်နိုင်နဲ့ဥမိုဒီနဲ့ကိုတရုတ်ဆောင်ခိုင်းတယ် ဟလာအဲ့မှာတရုတ်ဆောင်နေဒါဇက်လန်းမှာပဲဒါမလို့အဲ့ဒါကတော့ဘိသိက်အခြေခံပြီးတော့မှရိုက်သွားတဲ့ဇက်လန်းပဲဒါဆရာတော်ဖျားကြီးရဲ့ဂျေဇူးကြောင့်ဥဇော်ဝင်နိုင်တို့ဒီဘိသိက်ပြိုင်လေးမှာနာမည်ရတယ်ပေါ့ကွယ်ဟုတ်လားနော်အဲ့တော့ဒါကလည်းဂျေဇူးတင်ရတာဟုတ်ကိုဘလောက်ပဲတော်တော်ဘလောက်ပဲတက်တက်ဟလာပတ်စံရှိတဲ့ပုံပုံများအဲနည်းနည်းလေးအဲနည်းနည်းလေးရင်းရင်းလေးတည်တည်လေးပြောရမယ်ဆိုတော့ငွေရှင်များငွေရှင်ပေါ့ ငွေရှင်များဟာအမှုပညာသမားတွေကိုမမြောက်စားဘူးဆိုလို့ရှိရင်လည်းဘလောက်တက်တာအဲ့ဒီအမှုပညာသမားအပေါ်လွင်ခြင်းထင်ပေါ်ခြင်းဆိုတာမရှိပါဘူးဟုတ်ဘူးလားအဲ့တော့ကျွန်းကိုင်းပြီကိုင်းကျွန်းပြီဟုတ်လားသူတို့ကလည်းကိုယ်အမှုပညာကိုဖော်ထုတ်စေတယ်ကိုယ်ကလည်းအမှုပညာနဲ့ဆွမ်းဆွမ်းတမန်သရုပ်ဆောင်နဲ့နိုင်တဲ့လောက်အားပါတဲ့လောက်အားရှိတဲ့လောက်ကြိုးစားပြီးသရုပ်ဆောင်တယ်သရုပ်ဆောင်တော့ကျတော့ဇက်ကားကောင်းတကားဖြစ်မယ် ဟုတ်လားဇာကားတကားဖြစ်သွားပြီဇာကားကောင်းတကားဖြစ်သွားပြီဆိုပြိတ္တကအားပေးမယ်ပြိတ္တကအားပေးလို့ရှိရင်ပတ်စံရမယ်ပတ်စံရလို့ရှိရင်တခါငွေငွေရှင်ရတခါအဲ့ဒီပတ်စံนี่ပြန်ထုတ်ပြီးတော့ဥစ္စာဝင်နိုင်လို့ねပြန်လဲပတ်ပြီးတော့ဇာကားတွေရိုက်တယ်ဒါပါပဲတန်တရားလဲနေဘောနော်အဲ့တော့ခုနပြောသလိုပါပဲအားလုံးကကျေးဇူးတင်ရတယ်ကျေးဇူးရှင်နေကြပါပဲလုံးလုံးစဲဦးဦးမိုးဒီနေကတော့အဲ့ဇာကားရိုက်ပြီးမှငှားကြပါတယ်ဗျအဲပြောမယ်ဆိုရင်တော့တပွဲနှစ်ပွဲလောက်တော့ဦးမိုးဒီနေတွဲဖြစ်ပါလေ နောက်ပိုင်းကျတော့ဥစ္စာဝင်နေတယောက်သေးပေါ့တယောက်သေးမြောက်လာတာများပါတယ်ဗျ။ဟိုပြိဿကတောင်းဆိုတယ်ဟလာဥမိုဒီနဲ့မြောက်ပေးပါဆိုလို့ရှိရင်လည်းရပါတယ်။အဆင်ပြေအောင်ပေါ့အဲကြောင့်ဥမိုဒီကိုဆက်သွားမယ်ဖုန်းနံပါတ်ဥစ္စာဝင်နိုင်ပေးမယ်ဟလာအဲဥမိုဒီစီကိုလည်းအတူတူပဲဥစ္စာဝင်နိုင်နဲ့ဘိသိက်ပြိုင်လို့ပဲအဲကျွန်တော်တို့ကျမတို့ကြည့်ချင်ပါတယ်ပေါ့ကြည့်ချင်တယ်ဆိုပြီးဥမိုဒီလာငါရတယ်ဥမိုဒီကဥစ္စာဝင်နိုင်ဖုန်းနံပါတ်ကလေးပေးတယ်အဲ့တော့ဥဇောဝင်နိုင်ကိုဆက်သွယ်တယ်ပေါ့အဲ့အဲ့လိုလေးလေးရှိပါတယ်ဘလို့ပြပြပါအဆင်ပြေသလိုပဲအလုပ်လုပ်ကြရတာပါဒီလိုပါပဲနော်ဟိုပိဋကကို ရည်စေငိုစေဆိုတဲ့အလုပ်တွေကိုကျွန်တော်တို့အလုပ်ပညာသမားကလုပ်ကြရတာဟုတ်ဟုတ်လားဇလန်းဆိုရင်လေဇလန်းအရာပေါ့နော်ဘာပဲဖြစ်ဖြစ်ပါအဲ့တော့ပြည်သက်တွေကိုငါတို့ငိုအောင်လုပ်မယ်ဆိုပြီးပြည်သက်ကငိုသွားရင်ဒါကိုရဲ့အလုပ်ပညာအောင်မြင်လာပါပဲဟုတ်ဘူးလားရည်ရအောင်ရည်စရာတွေဖန်ပြီးမယ်တို့ရည်ရအောင်လုပ်ကြမယ်ဟာလားဟာသပညာရှင်တွေနဲ့တို့ရိုက်ကြတယ်ရည်စရာကားတွေရိုက်ကြတယ်အဲ့ဒါဆိုရင်လေပြည်သက်တွေကတဝဝတာအဲ့ဒါဆိုလို့ရှိရင်လည်းဒါတို့အမှုပညာတွေသမားတွေကတော့ပီတိစားတာပေါ့နော်တို့ရည်စရာတွေလုံးတော့ပြည့်စက်တွေရည်ကြတယ်ကွာသဘောကျကြတယ်ပေါ့ ဟုတ်လားအဲ့ဒီပုံမှာဘီတိစားရတာဟိုအမှုပညာသမားနော်ဒီလိုပါပဲခုနပြောတဲ့ဘိသိက်ပြိုင်ထဲမှာလဲဟိုနောင်ထားရသွားတယ်လူလူယောက်ရဲ့စိတ်ပေါ့စိတ်ဓာတ်အရာမှာဟုတ်လားအဲလူချင်းမတူတဲ့စိတ်ဓာတ်နဲ့ကြီးပြင်းလာတဲ့မျိုးဘိသိက်နဲ့ဟုတ်လားအမှန်တန်လူလူလူဆက်ဆံတတ်တဲ့တော်ဘိသိက်ပေါ့အဲအဲ့ဒီနှစ်ယောက်ကနောက်ဆုံးတော့ဒီမြို့ဘိသိက်ကအတိတရားရတယ်အတိတရားရတော့ ခုနပြောတော့ပြိဿတ်ကြီးကလည်းအဲအခုကျလည်းသူနောင်နာရသွားပြီဗောဒနာပါတယ်ဗောဒါပါပဲအဲ့တော့ငိုတယ်ဗောကွဒါပါပဲဟုတ်ဘူးလား